လိုင်ကောင်းပြူကျလာတဲ့အတွက်ပိတ်မိနေခဲ့ကြတဲ့မြောက်ယထားဘောကခီးတဲ့များမင်္ဂလာပေါင်းနဲ့ခါးချောင်းနဲ့နေကောင်းရင်များဖြစ်ပါစေပရိသတ်များခင်ဗျာဒီနေ့မှာတော့မြောက်ယထားစီးရင်နဲ့လိုင်ကောင်းပြူကျလာတဲ့အတွက်သက်စွန်ဆန်းများထွက်ပြေးခဲ့ရတဲ့အကြောင်းရိုက်ကူးထားတဲ့မက်ထရိုဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းလေးရဲ့အစမှာတော့ရုရှားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မော်စကိုကမြို့တော်ကြီးတစ်ခုဖြစ်ပြီးထိန်းချုပ်မှုမဲ့စောက်လူရေလုပ်ငန်းတွေကြောင့်နှစ်ပေါင်းများစွာဒုက္ခရောက်ခဲ့ရပါတယ်မြေကြီးရဲ့ကိုအနေကြီးအုံမြင့်နေချပြီးအစာအုပ်တွေစောက်လို့ခဲ့တာကြောင့် မြို့ရဲ့မြေောက်ဖွဲ့စည်းပုံကလည်းအားနည်းလာခဲ့ပါတယ်။1935ခုနှစ်ကတိဆောက်ခဲ့တဲ့မြောက်ရထားလိုင်ကောင်းကနောက်ဆုံးမှမြောက်ရေဖိအားကိုမခံနိုင်တော့ဘဲနဲ့ပျက်စီးသွားခဲ့ပါတယ်။ဖြတ်တန်းသွားလာနေတဲ့ရထားတွေကြောင့်ဖြစ်ပေါ်လာတဲ့တုံခါမှုတွေကလည်းလိုင်ကောင်းထဲမှာအန္တရာယ်ဖြစ်စေတဲ့အကြောင်းလေးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ညပိုင်းစောင့်ကြည့်ချိန်အတွင်းမှာစာကြီးကမြင်းတစ်ချက်ကနေရေစက်လေးတွေယိုစိတ်နေတာကိုသတိပြုမိခဲ့ပြီးဘူရာယုံတာဝန်ခံကိုတရင်ပို့ခဲ့ပါတယ်။ ဒါမှမဟုတ်တာဝန်ခံကဒီသတိပေးချက်ကိုလက်လျူရှုပြီးတော့ရပောင်းများစွာမိုးတီးထန်စွာရွာသွန်းထားတဲ့အတွက်မြောက်ရေတွေစိတ်ဝင်လာတာဖြစ်ကြောင်းယူဆခဲ့ပါတယ်။အဲဒီချိန်မှာပဲအိုင်ရီနာကအိမ်မပြန်ဘဲနဲ့သူ့ရဲ့ချစ်သူနဲ့ညနေခင်းမှာအတူတူချိန်ဖြုံးနေခဲ့ပါတယ်။သူသမီးလေးကအိမ်မှာတယောက်တည်းဖြစ်နေခဲ့ပြီးသူ့ရဲ့ခင်မုန်းကလည်းဆေးရုံမှာတာဝန်ကျနေတာကိုသိတာတော့အိုင်ရီနာကချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးနဲ့တွေ့ဆုံနေခဲ့ပါတယ်။သူကဒီပေါက်ပြန်မှုကနေပိုကောင်းတဲ့ဘဝရရှိဖို့မျှော်လင့်နေခဲ့တာပါ။သူအားသူခင်မုန်းကိုဝန်ခံပြီးတော့ကွာရှင်းမှုပြောရမှာကိုလည်းကြောက်နေခဲ့ပါတယ်။ ဒါမဲ့အန်ဒရီကအမှန်တရားကိုတီးပြီးသားဖြစ်လိမ့်မယ်လို့သူကတန်တရားဝင်နေခဲ့ပါတယ်။သူကအခြေရေကျောမှာတက်တောင့်တက်တာစီးမျောနေတုန်းမှာပဲခွဲစိတ်ဆရာဝန်ဖြစ်တဲ့သူ့ယောက်ျားအန်ဒရီကတော့အချိန်တိုင်းအသက်တွေကိုကယ်နေရပြီးသူရတဲ့နာထက်အများကြီးယော်နေတဲ့လစာကိုပဲရခဲ့ပါတယ်။သူ့ရဲ့လစာနေပါမှုကြောင့်သူတို့ကြားမှာတိတ်ဆိတ်တဲ့အငင်းပွားမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့တာအာရီနာကတော့အဲ့ဒါကိုတက်ဆာဖောက်ပြီးတော့ဖြေစည်းဖို့ကြိုးစားခဲ့ပါတယ်။နောက်တစ်မိနစ်မှာအန်ဒရီအိမ်ပြန်ရောက်လာတဲ့အခါမှာတော့အာရီနာပြန်မလာသေးတာကိုတီးသွားခဲ့ပါတယ်။ ူကသူမိမဖောက်ပြန်နေတာကိုသဘောပေါက်ခဲ့ပြီးတော့ကျောင်းနေရွယ်သမီးလေးတွေဖခင်ရောတယောက်ဖြစ်အောင်စူးစမ်းနေခဲ့ပါတယ်။သမီးလေးကကျောင်းတော့ကြနေတော့သူကကားနဲ့လိုက်ပို့မဲ့အကြောင်းပြောခဲ့ပေမဲ့သူတို့ကားကိုအိမ်နီးချင်းတယောက်ကထွက်မရအောင်လို့ပိတ်ရထားခဲ့ပါတယ်။သူတို့တဲ့ကျောင်းကိုချိန်မီရောက်ဖို့အတွက်တကူရီသောနီလန်ကတော့မရောက်ရထားနဲ့သွားဖို့ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲ Black က Arena ကိုလိုက်ပို့ပြီးတော့သူတို့ရဲ့ဖောက်ပြန်မှုနဲ့ပတ်သက်ပြီးသူခင်မောနဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ Andre ထွက်သွားပြီဆိုတာသိလိုက်ရတဲ့ Black ကအစည်းအဝေးတစ်ခုကိုသွားဖို့ထွက်ခွာခဲ့ပေမဲ့ ရင်ကြောပိတ်ဆို့မှုကြောင့်ကြံ့ကြာနေခဲ့ပါတယ်။အချိန်မပြိုးညင်တော့တဲ့အတွက်သူကလည်းမြောက်ယထားကိုစီးနင်းခဲ့ပြီးထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုအနေနဲ့အန်ဒရီတို့စီးနင်းတဲ့ယထားဘော်ကိုပဲရောက်လာခဲ့ပါတယ်။သူတို့ဘေးမှာသူတို့ပန်းနိုင်တဲ့အချိန်မီရောက်ရှိဖို့ဆိုတဲ့တကူရီသောယီမန်းချက်ကိုမျှဝေထားတဲ့တစိမ့်နေအောင်2000လောက်လည်းရှိနေခဲ့ပါတယ်။ခီးတယ်ရီထဲမှာရဲရီလက်ကနေရှောင်းမပြေးခင်စာကင်းတဲ့အတူအရက်တောက်နေခဲ့တဲ့မြို့သမီးတို့ဖြစ်တဲ့ဂါလီနာလည်းပါဝင်ပါတယ်။ ဇဒါစားတွေ့တဲ့အခါမှာတော့ဇာကိကသူမြင်ခဲ့ရတဲ့ရေဟာမြေအောက်ရေမဟုတ်ဘူးဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်။ဒါကရွှန်းနှံ့နှုံးနှံနှံနဲ့မြေရေဖြစ်နေခဲ့ပါတယ်။သူကအန်ရီကိုအကြောင်းကြားဖို့အတွက်ဗူရာယုံကိုဖုံးဆက်ချင်ခဲ့ပေမဲ့ဖြစ်စည်းခံလိုက်ရတဲ့အခါမှာတော့အလာကောင်းပေမဲ့အခါနှောင်းသွားခဲ့ပါပြီ။ခဏကြာတော့ယထာနံပါတ်42ရဲ့ဂျင်မောင်းကအရှိမပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုသတိပြုမိခဲ့ပါတယ်။သူကမောင်မဲနေတဲ့လိုင်ကောင်းလေးကိုကြည့်လိုက်တော့လိုင်ကောင်းမြင့်တစ်ချက်ကနေရေတွေပေါက်ကွဲထွက်လာပြီးလမ်းကြောင်းမှာလည်းရေတွေပြည့်နေတာကိုတွေ့လိုက်ရပါတယ် ူလည်းယထားကိုအချိန်မီရန်နိုင်အောင်လို့ break ကိုတင်းနေလိုက်ပါတယ်။အချိန်ပြင်းပြင်းမောင်းနှင်လာတဲ့ယထားကလမ်းကျော်ပြီးတော့ဘေးနေရန်တွေကိုပြင်းထန်စွာဝင်တိုက်မိသွားကနောက်ဆုံးမှာတော့ပြိုကျလာတဲ့ဆိုင်ကောင်းနဲ့ဝင်လာတဲ့ရေတွေကြားမှာလမ်းကျော်သွားခဲ့ပါတယ်။ယထားက break ဟုတ်ပြီးလမ်းကျော်သွားတဲ့ခါမှာတော့ခီးတက်တွေကပြေးမိသွားခဲ့ကြပါတယ်။သူတို့ကတယောက်ပေါ်တယောက်လဲကျသွားခဲ့ကြကအချင်းတွေကိုလုံးဝထိန်းနိုင်စွာမရှိတော့ဘဲနဲ့ဝေယုံသုံးကားတွေဖြစ်ကုန်ကြပါတယ်။သူတို့ကယထာတွဲထဲမှာအယုတ်တွေလိုလွင့်စင်နေခဲ့ကြပြီးလူများစုကလည်းချက်ချင်းကိုတည်ဆုံသွားခဲ့ကြပါတယ် တချို့လူတွေကယထာပရင်ပေါက်ကနေလွင့်ထွက်သွားခဲ့ကြပြီးတော့တချို့ကတော့ထိတ်လန့်နေကြပြေးလွှားနေတဲ့လူကြီးကတက်နေတာကိုခံခဲ့ရပါတယ်။ပေဆုံးသူရေအတွက်ကတစ်စက္ကန့်ချင်းတိုးလာနေတာကြောင့်ယထာလန်းချုံမှုကဘေးအန္တရာယ်တစ်ခုဖြစ်လာခဲ့ပါတယ်။ပြိုကျလာတဲ့လိုင်ကောင်းမြင်းနှက်နဲ့ကွဲကျင်နေတဲ့ယထာစိတ်ပိုင်းတွေကြောင့်ရှစ်တွဲတွေမှာရှိတဲ့သူတွေကရှင်လက်လက်ကိုမြေမြုပ်ခံလိုက်ရပါတယ်။ခဏကြာတော့အန်ဒရီတယောက်တတိပြန်လာခဲ့ပေမဲ့ဇဝေဇဝါဖြစ်နေခဲ့ပြီးဘာဖြစ်မှန်းတော့သူလည်းမသိခဲ့ပါဘူး။ ဘေးပပက်လေကလူအများစုကလည်းတိတ်ဆုံးသွားခဲ့ကြပါပဲ။သူကတော့ထွက်သွားပြီးတော့သူ့မိကိုရှာရမယ်ဆိုတာသဘောပေါက်ခဲ့ပါရယ်။အန်ရီတယောက်သူ့ပေါ်မှာလဲကျနေတဲ့လူအုပ်ကြီးကိုတွန်းဖယ်လိုက်ပြီးတော့သူဒေဗီလို့ထင်ခဲ့ပေမဲ့လည်းအဲဒီလူကအသက်ရှင်နေသေးပြီးမတ်တပ်ထားရတာကိုမြင်လိုက်ရတော့စိတ်သက်သာရာရသွားခဲ့ပါရယ်။ဒဏ်ရာရသူတွေနဲ့တိတ်ဆုံးသူတွေပုံနေတဲ့နေရာကနေထွက်လာပြီးတော့အန်ရီကထိတ်လန့်သွားခဲ့ပါရယ်။သူသမီးကတည်ဆုံးသွားတဲ့လူတွေထဲမှာပါသွားပြီလားလို့တွေးမိသွားကကြောက်လန့်ကြတဲ့သူသမီးကိုအသေးအံကိုရှာဖွေပါတော့တယ် အန်ရီကယထာမမောက်ခင်ကသူတို့ရှိနေခဲ့တဲ့နေရာကိုရောက်ခဲ့ပေမဲ့သူသမီးလေးဆူရှာကပျောက်ဆုံးနေခဲ့ပါတယ်။အစိုးဆုံးအတွေ့တွေသူစိတ်ထဲဝင်လာတဲ့ခါမှာတော့သူကလည်းထိတ်လန့်တော်လို့နေခဲ့ရပါတယ်။ဒီချိန်ထဲမှာပဲ Black က Brain Box ကိုရိုက်ခွဲပြီးတော့ထွက်ပြေးခဲ့ပါတယ်။ဂျန်တဲ့အသက်ရှင်ဂျန်ရဲ့သူတွေကသူ့နောက်ကိုလိုက်ပြီးတော့ပျက်စီးနေတဲ့မြောက်ယထာတွဲတွေတဲကနေထွက်လာခဲ့ကြပါတယ်။တခြားသူတွေနဲ့မတူပဲ Black ဟာရေထဲမှာခုံချပဲနဲ့ပိုပြီးလုံခြုံမယ်လို့ထင်ရတဲ့လိုင်ကောင်းခေါမှုပေါ်ကိုတက်ခဲ့ပါတယ်။သူကရိမ့်ရိုက်နေတဲ့ယထာတွဲတွေကြားမှာတွားသွားနေရင်းနဲ့ ယထာတွဲတွေဘေးတိုက်လုခါနေတာကိုကြည့်နေခဲ့ပါတယ်။အဲဒါကအပစ္စည်းတွေအောက်မှာလူတွေကိုထပ်ပြီးတော့ဖိချေနေခဲ့တာပါ။ကြီးမားတဲ့တမဏိယထာတွဲကြီးတွေကဇက်တိုက်ပြိုကျပစ္စည်းနေခဲ့ပြီးတော့ယထာနောက်ဘက်ကိုဥတီသွားခဲ့တဲ့သူ့ရဲ့ရွေးချယ်မှုကလည်းမှန်ကန်ခဲ့တာကိုဘလက်ကတီးလိုက်ရပါတယ်။ဘလက်ကဘရင်းဘောက်တစ်ခုကနေကြီးလိုက်တဲ့အခါမှာတော့အန်ဒရီကသူ့သမီးကိုစိုးရင်တကြီးရှာဖွေနေတာကိုသတိထားမိခဲ့ပါတယ်။လူမိုက်တစ်ဖွဲကလည်းအန်ဒရီကိုတတ်ဖို့ဝိုင်းပြီးတိုက်ခိုက်တဲ့အခါမှာတော့ဘလက်ကအလင်းမြန်သွားကာကူညီပေးခဲ့ပါတယ် ။သူကတမိုင်လုံးနဲ့တိုက်ခိုက်သူတွေတဲကတယောက်ခေါင်းကိုရိုက်ပစ်လိုက်ပြီးတော့ကျန်တဲ့သူတွေကိုလည်းမောင်းထုတ်လိုက်ပါရ။ယထားရဲကိုစစ်ဆေးပြီးတဲ့အခါမှာတော့အန်ဒရီကအမီခေးကို မတ်တပ်ရနိုင်အောင်ကူညီပေးခဲ့ပြီးခုံတန်းရအောက်မှာလဲကျနေတဲ့သူသမီးကိုလည်းတွေ့လိုက်ရပါရ။သူကဂယူဆိုင်နဲ့စူရှာရဲ့နှလုံးခုန်လုံးနဲ့ဒဏ်ရာတွေကိုစစ်ဆေးကြည့်ခဲ့ပြီးစူရှာအသက်ရှင်လျက်နဲ့ဘေးကင်းနေတာကိုသိလိုက်ရတော့မှပဲစိတ်သက်သာရာရခဲ့ပါရ။တနင်္လာမှာတော့ဒန်နစ်ကသတိပြန်လာခဲ့ပြီးတော့သူ့ပတ်ဝန်းကျင်မှာတည်ဆုံးသူတွေပြည့်နေတဲ့ထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတယ်။ ဒီအိမ်မဲ့ဆိုးထဲမှာတော့ခီးတဲ့တချို့ကတခြားသူတွေကိုမကူညီဘဲနဲ့အခြေအနေကိုခွင်ကောင်းယူခဲ့ကြပါတယ်။ကောင်းလေးတယောက်ကတည်ဆုံးသူတွေစီကနေပစ္စည်းတွေကိုခိုးယူနေခဲ့ပြီးတော့ကောင်းတီကိုက်တန်ရာရလို့ဇဝေစွာဖြစ်နေတဲ့တန်နေစီရဲ့ဖုန်းကိုလည်းခိုးယူသွားခဲ့တာတခြားသူတွေနဲ့အတူထွက်ပြေးသွားခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဘူရာယုံတာဝန်ခံကအကန့်ဆိုးမှုမောင်ကြားတဲ့ရထားရဲ့အချက်ပြမှုကရေဒါပေါ်မှာမရွေ့ဘဲနဲ့လိုင်ကောင်းအလယ်မှာပိတ်မိနေတာကိုသတိထားမိလိုက်ပါတယ်။ဘာတွေဖြစ်နေတာလဲဆိုတာကိုသိဖို့အတွက်တူညီတဲ့လမ်းကြောင်းပေါ်ကတခြားရထားရဲ့ရင်ပေါင်းကိုလှမ်းမိလိုက်တဲ့အခါမှာတော့ ရှေ့ကအချက်ပြမီးနီနေတဲ့အတွက်ယထားကိုယထားရကြောင်းသူကသတင်းပို့ခဲ့ပါတယ်။ခဏကြာမှတောင်ဝင်ကန်ရဲ့လက်ထောက်ကရေစုပ်ဆက်အကုန်လုံးလေပတ်နေကြောင်းသတင်းပို့ခဲ့ပြီးဒါကနိုင်ငံထဲမှာရေရှမ်းနေတယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်။မြောက်ယထားလန်းကကပ်ဘေးဆောင်အဆင့်တီကိုရောက်ရှိသွားခဲ့တာဖြစ်ပြီးဒီဘေးအန်ဒီရဲ့အတိုင်းအတာကလည်းစိတ်ကူးကြီးလို့တော့မရတဲ့အထိဆိုးရွားတာပဲဖြစ်ပါတယ်။အထက်ရရှိတဲ့တိုင်ဝင်ပြီးတဲ့အခါမှာတော့ဘူရာယုံတောင်ဝင်ကန်ကယထားလန်းတအားကိုပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့လည်းနောက်ယထားကတခြားဆောင်ကိုရောက်ရှိတဲ့အထိကိုစောင့်ဆိုင်းရအောင်မှဖြစ်ပါတယ်။ လူတွေအသက်အန္တရာယ်ရှိတယ်ဆိုတာသိတဲ့အတွက်ယထာမောင်းနေသူနဲ့သူ့ရဲ့လက်ထောက်ဗာစီလီတို့ကခေါင်းကန်းကနေလင်းမြန်ထွက်ခွာခဲ့ပြီးလမ်းကြောင်းပြောင်းပြန်လုပ်ဖို့အတွက်တောက်တွဲစီကိုသွားခဲ့ကြပါတယ်။ဂျာနေရှိတဲ့လူတွေကရေရှမ်းနေတဲ့လိုင်ကောင်းကိုဖျက်ပြီးကပေးကနေလွတ်မြောက်ဖို့ကြိုးစားနေတုန်းပါပဲ။ရေမောင်းနေသူ့ရဲ့လက်ထောက်ကယထာကိုဘူရာယုံစီပြန်ပေါင်းဖို့ရုန်းကန်နေခဲ့ရပါတယ်။ယထာကပြေးပြေးလေးရွေ့နေပြီးနှင်းနေတဲ့အတွက်အဖိုးတန်တဲ့အချိန်တွေကုန်ဆုံးနေခဲ့ပါတယ်။ယထာကအန္တရာယ်စုံကနေလွတ်မြောက်သွားတာနဲ့တပြိုင်တည်းတာဝန်ခံကယထာလမ်းကိုတအားဖြတ်လိုက်ပြီး ူ့ရဲ့ခလုတ်ခုံပေါ်မှာမီးနီလင်းလာတာကိုချက်ချင်းတွေ့လိုက်ရပါတယ်။တိတ်မကြခင်မှာပဲဝါယာလျှော့ပြစ်သွားခဲ့ပြီးလိုင်ကောင်းတဲ့ရေရှမ်းနေတဲ့အပိုင်းကနေမလွတ်မြောက်သေးတဲ့လူတိုင်းကရဲစစ်လျှော့ရိုက်ခံရပြီးတော့တိတ်ဆိုးသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲအရီနာကအလောက်ကနေသူမယောက်ျားနဲ့တမီးကမြောက်ရထားလမ်းမှာပြိမိနေတာကိုမသိဘဲနဲ့ခုံးဆက်နေခဲ့ပါတယ်။ဘာလို့ရမယ်မသိတဲ့အခါမှာတော့အန်ရီကအောက်ကိုဆင်းဖို့ကြံပေးခဲ့ပေမဲ့တတိယရထားလမ်းမှာလျှက်ဆက်တာရှိနေနိုင်သေးတယ်ဆိုတာသိတဲ့ဘလက်ကသဘောမတူခဲ့ပါဘူး။ တို့နောက်ကယထာကဘူရာယုံကိုပြန်ရောက်သွားတဲ့အချိန်မှာတော့အန်ဒရီကမီခေးရဲ့ကြိုးနေတဲ့လက်ကိုပတ်တီစီပေးခဲ့ပါတယ်။မက်ထရိုစီမံခန့်ခွဲရေးကလိုင်ကောင်းတွေကိုအေးပေါ်ပိတ်ဆို့ခဲ့ပြီးတော့ချက်ချင်းပေးလို့ရရွှေပြောင်းဖို့မိထုတ်ပြန်ခဲ့ပါတယ်။အဲဒါကြောင့်လူတွေကဝေယုံသွင်းကားဖြစ်ကထိန်းချုပ်မှုလွတ်သွားပြီးတော့ကြောက်လန့်ကြားနဲ့ထွက်ပြေးကြတဲ့လူအုပ်ကြီးကြောင့်လည်းလူတချို့ကပိတ်မိကတနင်းခံခဲ့ရပါတယ်။အလီစာကဘန်းနာရင်ကျက်ယောဂရှိပြီးတော့သူ့ရဲ့ရှူသေးဘူးကမရှိရင်အသက်ရှူကျနိုင်တယ်ဆိုတာကိုတန်းနစ်တယောက်သိလိုက်ရပါတယ်။ ယထာလမ်းကျော်သွားတဲ့အခါမှာတော့သူ့အိတ်ကပျောက်သွားခဲ့ပြီးပြန်ရှာမတွေ့ခဲ့တဲ့အတွက်ရှူစည်းဘူးမရှိတာကြောင့်သူကဘယ်ချိန်မှစိုးတိဆိုးနိုင်ခြင်းရှိနေခဲ့ပါတယ်။လူကြိုက်နေတဲ့မိန်းကလေးကိုကယ်တင်ဖို့စိတ်ပန်းဖြတ်ထားတဲ့ဒန်နစ်ကသူတက်နေတဲ့များအရာအလုံးကိုလှုပ်ဆောင်ခဲ့ပြီးတော့ရှူစည်းဘူးကိုပြန်ရှာပေးနိုင်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဘလက်ကခွေးလေးတူကာကိုစမ်းသပ်ခံပြီးအုံပြူလိုက်ပါတယ်။သူကခွေးလေးကိုရေထဲပစ်ချလိုက်ပြီးရေထဲမှာလျှက်ဆက်စီးမစီးကိုစစ်ဆေးလိုက်ပါတယ်။ခွေးလေးကဘာမှမဖြစ်ဘဲရေကူးနေတာမြင်တော့မှပြည့်စစ်လျှော့အနေနဲ့မရှိတော့ဘဲနဲ့သူတို့တွေကဘေးလို့ရရွှေပြောင်းနိုင်ပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ ဂျတာတွဲတွေကဆက်လက်ရွေ့ရှားနေတဲ့အတွက်အတွင်းထဲကိုရွှေပြောင်းတာကပိုပြီးတော့လုံခြုံပါတယ်။နောက်ဆုံးတွဲကိုသွားတဲ့လမ်းမှာတော့ Black Andre Susha နဲ့ Mike တို့ကဒူးရဲတော်အသက်ရှင်ကြံရည်သူဖြစ်တဲ့ Galina နဲ့တွေ့ဆုံခဲ့ကြပါတယ်။ဒီချိန်ထဲမှာပဲ Dennis နဲ့ Elisa တို့ကလည်းထွက်ဖို့ကြိုးစားနေခဲ့ကြပေမဲ့သူတို့ကတော့ယထာပြင်ပဲရောက်နေခဲ့တာပဲဖြစ်ပါတယ်။ရုတ်တရက်ယထာတွဲတွေကရွေးလာခဲ့ပြီး Dennis ကိုပိတ်မိသွားခဲ့ပါတယ်။သူကတကားကိုတင်းဖွင့်ပြီးတော့ Elisa ကိုတွင်ထဲဝင်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဒန်နစ်ကတော့ဗိမိနေပြီဖြစ်ပြီးတော့ပြီးသေးတော့မယ်ဆိုတာကိုသဘောပေါက်ခဲ့ပေမဲ့သူတို့ဂျားကခဏတာတွေးဆမှုကချက်ချင်းမြေတာဖြစ်ကိုပြောင်းလဲသွားခဲ့ပြီပဲဖြစ်ပါတယ်။သူရဲ့ကက်တင်ရှင်ဒုက္ခရောက်နေချိန်မှာအလီဇာတယောက်ဆုံးပြစ်မထားခဲ့ပေနဲ့သူ့ကိုလွန်မြောက်အောင်ဆွဲထုတ်ဖို့အသေးအံကြိုးစားပါလို့ရတယ်။ဒီချိန်ထဲမှာပဲလက်ဆက်ရှော့ကနေတက်ရှင်ခဲ့တဲ့သူတွေဟာမက်ထရိုဘူရာယုံကိုရောက်ရှိလာခဲ့ကြပါပြီ။အသက်ရှင်ခဲ့တဲ့လူတွေကိုမြင်တဲ့အခါမှာတော့ဘေးကနေကြည့်နေတဲ့သူတွေကလည်းထိတ်လန့်သွားခဲ့ကြပြီးတော့ လူတွေဟာမျက်နှာပြင်စီကိုဝေယုံသုံးကားထွက်ပြေးခဲ့ကြတာလူပိပြီးတော့တည်ဆုံးသူအရေးအတွက်ကလည်းပို့တိုးလာခဲ့ပါတယ်။လူများစုတွေဒါကဖြစ်စိုးတစ်ခုဖြစ်လာခဲ့ပြီးတချို့ကယောက်ျားညီကိုဒါမှမဟုတ်အမေတွေကိုဆုံးရှုံးခဲ့ကြရပါတယ်။တရင်တော့တွေကတော့စွန်သားကန်းဆန်းဆန်းတရင်ဖန်တီဖို့ခွင့်ရေးကိုအမိအရရယူခဲ့ကြပြီးတော့ရဲတွေကဝင်ရောက်ခွင့်ကိုကန့်သက်ထားပင်မဲ့လဲကောက်ကျက်တဲ့တရင်တော့တွေနဲ့ကင်မရာသမားတို့ကတော့ရုပ်သံဖိုင်ကိုထုတ်ပြန်နိုင်ခဲ့ပြီးတော့ချက်ချင်းပဲ TV line တွေမှာပြန့်နှံ့သွားခဲ့ပါတယ်။ အရီနာကတရင်ကနေကပေးချောင်းတိလိုက်ရပြီးတော့သူသွင်းပင်မှာရှိနေလဲဆိုတာတီးပြို့ဖို့အကြောင်းကိုဖုံးဆက်လိုက်ပါတယ်။စူးကြကအိမ်မာရောအကြောင်းမာရောမရှိတာကိုတိလိုက်ရတဲ့အခါမှာတော့အရီနာတယောက်သူသမီးနဲ့ခင်မွန်းကအဲ့ဒီရထားပေါ်မှာပါသွားပြီးဆိုတာသဘောပေါက်သွားခဲ့ပါတယ်။သူကသတိလက်မတက်ဖြစ်သွားပြီးတော့ကားစီကိုပြေးသွားကအခင်းဖြစ်ပွားရာစီကိုလည်းမောင်းနေလိုက်ပါတယ်။လမ်းမှာသူကဘလက်ကိုကိုညီတောင်းဖို့ဖုန်းဆက်ခဲ့ပေမဲ့လည်းဘလက်ကသူ့မိသားစုလိုပဲဒီချင်းနေမှာပြိမိနေတယ်ဆိုတာကိုမသိခဲ့ပါဘူး။ဒီချင်းနေမှာပဲအာနာပိုင်တွေကစီဝဲတစ်ခုကျင်းပခဲ့ကြပြီးတော့ဘေးအန္တရာယ်ကိုခံမှန်းခဲ့ကြပါရဲ့ ရင်းနှောပိတ်ဆို့မှုကြောင့်မျိုးရော်ရဲ့လှူရှားသွားလာမှုတွေကလုံးဝရပ်တန့်လို့နေပါဖြစ်နေပြီးတော့ကယ်ဆယ်ရေးသမားတွေနဲ့ရဲတွေကအခင်းဖြစ်ပွားရာကိုရောက်ရှိဖို့နဲ့ပေးလို့ရရွှေပြောင်းရေးစတင်ဖို့အဟန့်အတားဖြစ်နေခဲ့ပါတယ်။မြောက်ရထားလိုင်းတစ်ခုရဲ့ရေရှမ်းနာကအစပဲရှိသေးတာဖြစ်ပြီးတော့ဒီကဘေးကတကဘာလုံးဆိုင်ရာအကျိုးဆက်တွေဖြစ်လာနိုင်ရည်ရှိနေခဲ့ပါတယ်။နိုင်ငံကြီးပြိုကျသွားရင်မော်စကိုမြို့လယ်မှာမြေကျွန်ကျမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပိုဆိုတာကတော့မြို့ရဲ့တဝက်ကရေအောက်ကိုနှိမ့်မြုပ်သွားနိုင်ပြီးတန်းတဲ့ကြီးတဲ့လူသေဆုံးမှုတွေဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒါကိုရပ်တန့်ဖို့အမြန်ဆုံးနည်းလမ်းကတော့ထိခိုက်မှုဖြစ်တဲ့အရေးရာကိုလေလုံတကားတွေနဲ့ပိတ်ဆို့ပြီးတော့နိုက်ထရိုဂျင်အရေးတွေလွှမ်းမိုးပစ်ဖို့ပဲဖြစ်ပါလေ။ယူရိုဘက်ကတော့ဒီစီဇန်ကိုသဘောမတူဘဲနဲ့အမိန့်ကိုဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ကာကယ်ဆယ်ရေးသမားတွေကိုလူတွေကယ်ဖို့အချိန်ပိုပေးခဲ့ပါလေ။ဒီပိုင်းကိုတိကျခွဲထုတ်လိုက်ရင်တော့မြို့ကိုကပ်ဘေးကနေကာကွယ်နိုင်ပေမဲ့လိုင်ကောင်းတဲ့ပိတ်မိနေသူတိုင်းကတော့တည်ဆုံရမှာကိုသူကသိနေခဲ့ပါလေ။အကင်းပြပွားရစီသွားနေတဲ့လမ်းမှာအရီနာကကားမတော်စားမှုဖြစ်ခဲ့ပေမဲ့လည်းအဲ့ဒါကတော့သူ့ကိုမတားဆီးနိုင်ခဲ့ပါဘူး။ ူကကားကိုထားခဲ့ပြီးတော့ဘူဒါယုံစီကိုပြေးသွားခဲ့ကသူ့ယောက်ျားနဲ့သမီးဘေးကင်းဖို့မျှော်လင့်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲမီကေးဘလက်ဂါလီနာအန်ဒရီနဲ့ဆူလိုဟာရထားပေါ်ကနေထွက်နိုင်ခဲ့ပြီးတော့အနည်းဆုံးဘူဒါယုံကိုဥတီသွားခဲ့ကြပါတယ်။မကြခင်မှာပဲဒန်နစ်နဲ့လီစာတို့ကသူတို့နဲ့တွေ့ကာပူးပေါင်းခဲ့ကြပေမဲ့ခဏကြာမှာပဲအယာမရီလိုင်းကြီးတခုကသူတို့ရှေ့ကနေတိုက်ခတ်လာခဲ့ပါတယ်။အချင်းချင်းဖက်တွေထားရင်သူတို့ကအသက်ရှင်ခဲ့ကြပါပဲ။သူတို့ရဲ့ဒုက္ခတွေကတော့အစာပဲရှိသေးတာပဲဖြစ်ပါတယ်။ ဒီတိုင်းကြီးကဝင်လာတဲ့ရေကြောင်မဟုတ်ပဲရထားတွဲတွေကြားချိတ်ဆက်မှုကိုဖြတ်တောက်လိုက်တဲ့ပြိုကျနေတဲ့ကြောင်တုံးတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။နောက်ဆုံးရထားတွေကပြုတ်ထွက်ပြီးတော့သူတို့စီကိုမျောပါလာတဲ့အခါမှာတော့အသက်အနည်းချင်းကျောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။တံပေါင်းများစွာလေးတဲ့တံမဏိရထားကသူတို့စီကိုအချိန်နဲ့လာနေတာကိုမြင်တဲ့အခါမှာတော့သူတို့ဘက်ကလမ်းကြောင်းတစ်ခုစီကိုဥတည်နေတဲ့လိုင်ကောင်းနိုင်ငံကအပေါက်တစ်ခုလေးကိုဝင်ပုန်းခဲ့ရပါတယ်။မိခေကကြောက်လန့်နေပြီးဝင်ပုန်းမို့ညင်းကရှေ့ကိုဆက်သွားတင်တယ်လို့ပြောခဲ့ပါတယ်။ သူရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်ပြီးထွက်ပြေးခဲ့ပေမဲ့လည်းရည်စည်းနဲ့မျောပါလာတဲ့ယထာကပုံနီးလာခဲ့ပြီးတော့နောက်ဆုံးမှာတော့သူကယထာပြီကတည်ဆုံသွားခဲ့ပါတယ်။ဂျန်နဲ့တရှင်ဂျန်ရဲ့သူတွေကမောင်တူတဲ့ရောက်ရှိနေခဲ့ကြပြီးတော့ဘာရီဖြစ်နေလဲဆိုတာကိုပြေးမရဖြစ်နေခဲ့ကြပါတယ်။ဒီနောက်မှာတော့ဆူဂျာကသူ့လက်ဆွဲမှာတတ်ထားတဲ့မြေငယ်လေးကိုဖွင့်ပြီးကူညီခဲ့ပါတယ်။ဘလက်ကသူ့လက်ဆောင်ကိုဆူဂျာကြိုက်တာကိုမြင်တော့ဝမ်းမြောက်ဝမ်းသာပြုံးပြခဲ့ပြီးအဲဒါကြောင့်အန်ရီကလည်းပို့ပြီးတော့စိတ်ထိုးသွားခဲ့ရပါတယ်။ ဒီခိုက်ထဲမှာ black ကသူ့ရဲ့အကြောင်းတွေပဲဟောင်းတဲ့တကယ်ချင်းဖြစ်ုံသားမှာကသူဇနီးနဲ့ဖောက်ပြန်နေတဲ့ချစ်သူဖြစ်တယ်ဆိုတာကိုလည်းသဘောပေါက်သွားခဲ့ပါတယ်။ဒါမဲ့သူကအဲ့ဒီတွေးတွေကိုတွန်းတောပြီးတော့သူမိကိုကယ်တင်ဖို့အာရုံစိုက်နေတော့ Andrea ခဏတာစိတ်ပြေအားငယ်သွားခဲ့ပါတယ်။တခြားသူတွေကတော့ Beijing ကအခန်းတွေကိုသွားတဲ့တကားတစ်ခုကိုရှာတွေ့ပြီးတော့အတွင်းထဲဝင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကမြို့တော်စတင်တိစောက်စဉ်ကထဲသွင်းတိစောက်ခဲ့တဲ့မြို့တော်ခံတပ်ငယ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီကနေသူတို့က9မီတာမြင့်တဲ့ဒေါင်လိုက်လမ်းကြောင်းတစ်ခုကိုရောက်ရှိခဲ့ကြပြီးအဲ့ဒီလမ်းကြောင်းကနေတဆင့်လမ်းမအောက်ကရေနှုတ်မြောင်းတစ်ခုကိုရောက်သွားခဲ့ပါတယ်။အော်ရဲ့ဂူကြီးတောင်းတာကလုံးမဖြစ်ခဲ့ပဲနဲ့လမ်းပေါ်မှာစူညံတန်တွေဖုံးလန်းနေခဲ့ပါတယ်။ရေကြီးနဲ့ကွန်ကရစ်လွှာတွေကရေဒီယိုလိုင်းတွေကိုပိတ်ဆို့ထားတဲ့အတွက်ဖုံးတွေကလည်းလိုင်းပြတ်နေခဲ့ပါတယ်။တခုခုလုံးရမယ်ဆိုတာသဘောပေါက်သွားတဲ့အဖွဲ့ကသူတို့အပေါ်နည်းနည်းဝေးတဲ့တံမြောင်းဖုံးကိုဖြုတ်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ကတံမိုးတစ်လုံးနဲ့ပိုက်တစ်ချောင်းကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဒန်နစ်အန်ရီနဲ့ဘလတ်တို့ဟာတလက်စီတန်ဖုံးကိုရိုက်နေခဲ့ကြပြီးတဲ့နောက်မှာတော့ပြုတ်ကြလာအောင်ဆွဲဆောင်ခဲ့ကြပါတယ်။နောက်ဆုံးတော့သူတို့ကအောင်မြင်သွားခဲ့ပြီးတော့ဒန်နစ်ကလည်းပုံမြင့်တဲ့နေရာကိုတက်သွားခဲ့ပြီးမဲ့ဖုံးလင်းကပြတ်နေဆဲပဲဖြစ်ပါတယ်။တနေရာမှာတော့ဖုံးကဒန်နစ်လက်ထဲကနေရေရဲကိုပြုတ်ကြလို့နေပါဖြစ်သွားခဲ့ပြီးမဲ့လက်ပြပေါ်ကစားမှုတဲ့ဂါလီနာကအချိန်မီဖမ်းယူနိုင်ခဲ့ပါတယ်။နောက်ဆုံးရထားတွေကနိုင်ကောင်းနိုင်ရံကိုဝင်တိုက်လိုက်တဲ့အခါမှာတော့ရေစီးစင်းမှုကပိတ်ဆို့သွားခဲ့ပြီးထိန်းချုပ်ရေးအခန်းအနေနဲ့မြေရောက်ခံတပ်ကရေးကြီးလာခဲ့ပါတယ်။ သူတို့သာအမြန်ဆုံးထွက်နိုင်မရှာနိုင်ဘူးဆိုရင်တော့မြင့်တက်လာတဲ့ရေကြောင်းအရှင်လက်လက်တည်လိမ့်မယ်ဆိုတာသဘောပေါက်ခဲ့ကြပါတယ်။စေပြအားငယ်မှုကသူတို့ကိုလှုပ်ဆောင်ဖို့ခွန်အားတွေပေးခဲ့ပေမဲ့လည်းသူတို့ရဲ့စူးစမ်းအားထုတ်မှုကိုဘယ်သူကမှသတိမထားမိခဲ့ကြပါဘူး။ကယ်တင်ခံရဖို့မျှော်လင့်ချက်ကလည်းမင်းမိစားပြုလာခဲ့ပါပြီ။အဲဒီအချိန်မှာပဲအလီစာကသူ့ရဲ့ရှူသေးဘူးထပ်ပြီးတော့ပျောက်ဆုံးသွားခဲ့တဲ့အတွက်ပန်းနိုင်ရေကြက်ကထလာခဲ့ပါတယ်။အခြေတွေ့အသက်ပင်သေးသေးဆိုတဲ့ဒန်နစ်ကလည်းရေတွေပြည့်နေတဲ့အောက်ထဲကိုငုံချသွားခဲ့ပါတယ်။ ယူသေးကိုရှာတွေ့တဲ့အခါမှာတော့သူကသူရဲကောင်းတူလို့ခံစားခဲ့ရပေမဲ့လေရေပေါ်မျောနေတဲ့လောင်းတစ်ခုကြောင့်ထိတ်လန့်သွားကမိိတ်ငါပြုတ်ကျသွားခဲ့ပါတယ်။အမောင်နူထဲမှာဒန်နစ်ကလမ်းပြောက်သွားခဲ့ပြီးတော့ပင်ပန်းလာခဲ့ပါပြီ။အရေးကြုံလာရင်ကယ်ဖို့တွေးထားတဲ့အလီစာကသပင်ဖျန်းစင်းနဲ့အမိချက်ကိုအသုံးပြုပြီးတော့အချက်ပြမိတော့ငယ်လေးကိုဖန်တီးခဲ့ပါတယ်။ကောင်းစွာနဲ့ဒန်နစ်ကလည်းအဲ့ဒါကိုမြင်သွားပြီးတော့ပြန်ကူးလာနိုင်ခဲ့ကသူ့ကိုယ်သူသားမကသူချစ်တဲ့မိန်းကလေးကိုပါကယ်တင်နိုင်ခဲ့ပါတယ်။ ။ဘန်ကောက်နဲ့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကနောက်ထပ်အသက်ရှင်ကျန်ရစ်သူတအုပ်ကိုတွေးရှိခဲ့ပြီးတော့ကယ်ဆယ်ရေးသမားတအုပ်ကိုသူနဲ့အတူထားခဲ့ပါဗါး။ကျန်တဲ့နှစ်ယောက်ကတော့အတွင်းထဲဆက်လာခဲ့ကြပြီးတဲမှာလူတွေအသက်ရှင်နေဖို့မျှော်လင့်ခဲ့ကြပါတယ်။တချိန်တည်းမှာပဲအရီနာကအခင်းပြပွားရနေရာကိုရောက်ရှိလာခဲ့ပေမဲ့အန်ဒရီနဲ့ဆူရှာတို့ကိုအသက်ရှင်ကျန်ရသူဈေးမာရောဈေးရုံကိုပို့လိုက်ရတဲ့ဒဏ်ရာရသူဈေးမာပါမပါဝင်ခဲ့ကြပါဘူး။မြောက်ခံတဲ့ထဲမှာရေတွေပုံများလာတဲ့အခါမှာတော့သူတို့ဘက်ကတံပုံးတစ်လုံးကိုဖက်တွေထားခဲ့ကြပါတယ်။ ရေကြောင့်သူတို့ကအပေါ်ကိုမြင့်တက်လာတော့ဘလက်ကဖုန်းလိုင်းမိသွားခဲ့ပြီးအရီနာကဖုန်းဆက်ကသူတို့ကလည်းမြောက်ခံတက်ထဲမှာပြေးမိနေကြောင်းနဲ့ခံမှန်းနေရကိုပြောပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ရထားမောင်းတဲ့သူရဲ့လက်ထောက်ဖြစ်ပြီးဆေးရထက်တန်တဲ့မျိုးပြစုံစမ်းရှာဖွေသူပါစီလီယာသူတို့ဘယ်မှာရှိနေလဲဆိုတာကိုချက်ချင်းသဘောပေါက်သွားကကူညီပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ဘိန်းနောက်ကလည်းဖုန်းကော်ဆောင်မှုကိုကြားလိုက်ရပြီးတော့ရဲ ID2 ကိုသုံးပြုကတီးတန့်ရေမြောင်းဖုန်းတွေအောက်ကိုရှာဖွေဖို့ကယ်ဆယ်ရေးသမားတွေကိုအမိန့်ပေးလိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့လူတိုင်းကအသက်ရှင်ကြံရည်သူတွေဘယ်မှာရှိနေလဲဆိုတာသိသွားပြီးအကူအညီလာနေပြီလို့ထင်ခဲ့ရပါမယ်လေအရာအလုံးကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးမြောက်ယထာရဲကကွဲထွက်သွားပြီးတော့အီယာမရေလိုင်းကြီးတစ်ခုကလည်းလိုင်ကောင်းတဲကိုဝင်ရောက်လာခဲ့တာပါမြောက်ခန္ဓာတဲကရေတွေကရုတ်တရက်ကြာသွားခဲ့ပြီးတော့သူတို့ဘက်ကလိုင်ကောင်းတဲကိုပြန်ရောက်သွားခဲ့ပါတယ်ခဏကြာမှာတော့သူတို့ကအချင်းချင်းလူဆဲကြီးလိုက်တဲ့အခါမှာကာလီနာပျောက်ဆုံးသွားတာကိုသတိထားမိခဲ့ပါတယ်နောက်မိနစ်ကြာမှာတော့ဗာစီလီနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကမြောက်ခန္ဓာကိုရောက်လာခဲ့ကြပါပေမဲ့ပလာနက်တီဖြစ်နေခဲ့ပါပြီ နိုင်ငံတွေကစိုးစွနေတာကိုမြင်တဲ့အခါမှာတော့ဂေဇေးသမားတွေကအတွင်းထဲကလူတွေတေဆုံးသွားပြီဖြစ်ကြောင်းမာရီနာကိုအကြောင်းကြားခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့သူကအကြီးကျယ်စိတ်ပြည့်အားငယ်သွားကကိုညီမဲ့တို့မျိုးခံစားခဲ့ရပါတယ်။တနေရာမှာတော့သူကဆုံးကနေဆင်းပြီးတော့ကိုကိုကိုတတ်တယ်ဖို့လှုပ်ခဲ့ပေမဲ့လည်းတခြားသူတွေကသူ့ကိုတားဆီးနိုင်ခဲ့ကြပါတယ်။နောက်ဆုံးရေးကြသွားတဲ့အခါမှာတော့ Black Elisa, Andre နဲ့ Susha တို့ကထွက်ပြေးဖို့ပြန်လဲစူးစမ်းခဲ့ကြပါတယ်။ Black ကတော့ခြေထောက်ဒဏ်ရာရသွားခဲ့ပေမဲ့မကြခင်မှာပဲသူတို့ကိုမိလာခဲ့ပါတယ်။ င်းနဲ့နေငယ်ကြပြီးတဲ့အခါမှာတော့သူတို့ဖွဲ့ကဆုံးပြစ်ထားတဲ့ဘူရာယိုဟောင်းတစ်ခုကိုရောက်လာခဲ့ကြပြီးအနားယူဖို့အတွက်ပလက်ဖောင်းပေါ်ကိုတက်ခဲ့ကြပါတယ်။အားတင်းထားပေမဲ့လည်းပင်မန်းတွန်းနဲ့နေဆဲဖြစ်တဲ့ဘလက်ကတော့မထိချုံနိုင်တော့ဘဲနဲ့စိတ်ပြဲအားငယ်မှုတွေကိုထုတ်ပြောခဲ့ပါတယ်။သူကချမ်းသာပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့လည်းကန်ဂျမာကသူ့ကိုဒီမှာပိတ်မိစေခဲ့ပြီးတော့အခုတော့သူတို့ကဒီဆုံးတော့မှဖြစ်ကြောင်းယုံကြည်နေခဲ့ပါတယ်။ ဆောက်လုပ်ရေးကြီးကဲတူအနေနဲ့မျိုးတော်အာနာပိုင်တွေကလိုင်ကောင်းကိုပိတ်ပြီးတော့နိုက်ထရိုဂျင်အရေတွေလွှမ်းမိုးပြစ်မှာဖြစ်ပြီးအတွင်းထဲကျန်နေတဲ့ဒူရန်ကိုတက်ပြစ်မယ်ဆိုတာကိုသူကတည်ထားခဲ့ပါတယ်။တခြားသူတွေကသူ့ကိုစိတ်အေးထားဖို့တောင်းပန်နေခဲ့ပေမဲ့လည်းဘလက်ကတော့မကောင်းမြင်ပြီးတော့စက်တိုက်ကိုပြောနေခဲ့တာပါ။သူကအရာအလုံးအတွက်သူ့ချစ်သူအာရီနာကိုပြစ်တင်ခဲ့ပြီးတော့သူနောက်ကျခဲ့တဲ့အတွက်သူကမြေောက်ယထားကိုစီးခဲ့ရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်သူကအန်ဒရီရှိမှာပဲအာရီနာကိုစော်ကားပြီးတော့ဘလက်ကသူ့ရဲ့တငယ်ချင်းဟောင်းကိုရန်စားခဲ့ပါတယ်။ ဂျန်နက်ရဲ့ရံပွဲတစ်ခုပေါ်ပေါက်ခဲ့ပြီးတော့ဒန်နစ်ရောဆူရှာအပါဝင်ဘသူမှမတားနိုင်ခဲ့ကြပါဘူးဒေါ်လာထွက်နေတဲ့အန်ဒရီကဘလက်ကိုယင်းနှစ်တက်ခါနီးမှာအဝေးကအော်တန်တစ်ခုကြောင့်ရံပွဲကရပ်တန့်သွားခဲ့ပါတယ်အဲ့ဒါကတော့မြို့ကြီးနန်စီယာကောင်းတော်အောင်ပဲသက်ရှင်နေဆဲဖြစ်တဲ့ဂါလီနာရဲ့အော်တန်ပဲဖြစ်ပါတယ်အသက်ရှင်ကျန်ရေးသူတွေကသူ့ရဲ့အတန်ကိုကြားလိုက်ရလို့အချိန်တိုင်းရှာဖွေနေခဲ့တဲ့ကေဇဲအသမားတွေကလည်းကြားလိုက်ရတာပါလူတိုင်းကစိတ်သက်သာရရသွားခဲ့ကြပေမဲ့လည်းခဏတာပဲဖြစ်ပါတယ် ဇဒပိမိခဲ့တဲ့နေရာကလုံးဝပြိုကျသွားခဲ့ပြီးတော့မျက်နှာချက်ပြိုကျလာကရိုင်ကောင်းတဲမှာရေရေရှမ်းလာခဲ့ပါရောကေကျိသမားတွေကလည်းအချိန်တွေကိုရေဒီယိုနဲ့သတင်းပို့နေတော့ဘလက်ကသူတို့ကိုတကားမပိတ်ဖို့နဲ့ကဲတင်ပေးဖို့တောင်းဆိုနေခဲ့ပါရယ်သူသမီးရောသူရောတွင်းထဲမှာရှိနေတာကိုတီးလျက်နဲ့အန်ဒရီကလေလုံးတားစီကိုပိတ်မှရမယ်အကြောင်းနဲ့ဘောရင်တန်းနဲ့ချီတဲ့လူတွေတည်ဆုံရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါရယ်ကိုကဲဌာနချုပ်ကချက်ချင်းမိန်ပေးလိုက်ပြီးတော့တကဘာလုံးဆိုင်ရာကပ်ဘေးမဖြစ်ခင်စက္ကန့်ပိုင်းအလိုမှာပဲလှိုင်ကောင်းကိုပိတ်ဆို့လိုက်ကြပါရယ် ရေမျက်နှာပြင်ကမြင့်တဆပြုလာပြီးအသက်ရှင်ကျန်ရဲ့သူတွေကလည်းမျောမောင်းတွေကိုမိလာခဲ့ကြကာသူတို့အသက်ရှင်နေသေးကြောင်းချက်ပြနိုင်ခဲ့ကြပါတယ်။ဘာစီလီကချက်ပြမှုကိုပထမဆုံးသတိပြုမိသူဖြစ်ပြီးတော့အပွဲကိုကူညီပေးဖို့ချက်ချင်းခေါ်ဆိုခဲ့ကာအရေးပေါ်ရွှေပြောင်းမှုကို စတင်ခဲ့ပါတယ်။အသက်ရှင်ကျန်ရဲ့သူတွေကမျောမောင်းကိုဖြတ်ပြီးတော့လမ်းမပေါ်ကိုတက်လာခဲ့ကြပါတယ်။စူရှာကနေအောင်နဲ့သူမိခင်ကို ပထမဆုံးမြင်တွေ့ခဲ့ရပြီးတော့အရီနာစီကိုပြေးသွားကာဖွေဖက်ခဲ့ပါတယ်။ အခုတော့အလီစာနဲ့ဒန်နက်စ်တို့ကချစ်သူတွေဖြစ်ခဲ့ကြပြီးတော့အကခဲတွေကိုအတူတူဖျက်ချော်ခဲ့ကြတဲ့အတွက်ခန်းစားချက်တွေနဲ့ဆိုင်နေကြကဆေးရုံကိုပို့ဆောင်ခံခဲ့ကြရပါတယ်။အန်ဒရီကသူမိမကိုမြင်ခဲ့ပေမဲ့လက်လူရှုခဲ့ပြီးတော့သူ့လက်ကိုလာကင်တဲ့အလီနာရဲ့လက်ကိုလည်းဖယ်ချခဲ့ပါတယ်။တချိန်တည်းမှာပဲဘလက်ရဲ့လက်ထောက်ကလည်းရောက်လာခဲ့ပြီးတော့အရေးကြီးတဲ့အစည်းအဝေးကြောင့်တတိပေးကအမြန်သွားဖို့တောင်းဆိုခဲ့ပါတယ်။အန်ဒရီယာအရီနာကိုရှောင်ခဲ့ပေမဲ့လည်းသူတို့သမီးကိုဆေးရုံမှာဆစ်ဆေးနိုင်ဖို့အတွက်သူနဲ့တူလူနာတင်ရင်တစည်းထဲမှာပဲလိုက်ပါလာခဲ့ရပါတယ် ကားတွေကမထောက်ကာခင်ခဏတာရပ်တန့်ခဲ့ကြပြီးတော့သူတို့ရဲ့ခွေးလေးတူကာကလည်းစူးချရဲ့လက်ပေါ်ကိုခုန်တက်သွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျဒီလိုဇလန်းကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းစီနိုင်ကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။